ာနိုင်ငံတော်ကားတွေရိုက်တယ်ဆိုလို့ရှိရင်လည်းဒီရင်ပြက်တာမျိုးဖြစ်တာမျိုးပေါ့စီကုံွားတာမျိုးတွေအဲအဲ့လိုတော့အဲ့တော့လေရင်သေးလို့မျက်စိမျက်နှာပြက်တဲ့အချိန်မှာဟိုလေရင်ကွင်းမမြင်ရတဲ့အချိန်မှာပျက်စီးလက်လိုက်တဲ့အချိန်မှာအဲ့တော့ဟိုဟာဒီတော့စလုံးကျိုးတတားလေးကိုမြင်လိုက်တဲ့အခါမှာလေရင်ကအဲ့ရမှန်းပြီးတော့လေရင်ကွင်းကိုစဉ်သက်နိုင်တယ်စဉ်သက်နိုင်တဲ့အခါမှာ ွင်းလဲအရောက်လေးရင်စီတဲ့အကုန်ဖြစ်သွားတာပါ။နောက်မှဆိုရင်ပင်လယ်ထဲကိုထိုးကြမှာ။အဲ့လိုမျိုးလေးဆိုအမှတ်တရ။ဒီပြည့်အမှတ်တရတွေအများကြီးဥမာဟိုကိုနာခဲ့ဆိုလို့ရှိရင်လည်းနာခဲ့မှာဟိုတက်တန်းတို့ဘာလို့ဈိုက်တယ်ပေါ့နော်။အဲအဲ့ဒါဆိုလို့ရှိရင်ကင်မရာမင်းတို့ဘာလို့တိမ်ဆိုးလင်းလို့ဆိုအခုအပြင်မှာသူတို့လက်စားအဲ့လိုမျိုးဦးတင်အောင်တပည့်မျိုးတွေပေါ့နော်။အဲ့လိုမျိုးရင်းလည်းအပေါင်းသိမ့်မဆိုးတဲ့အများကြီးကြုံရတယ်။ပြည့်တဲ့အခါအဲ့မှာကြတော့လေသွားတဲ့အခါဟိုအမှတ်ရပင်လယ်ကိုဖျက်ရဲဆိုမှာတက်ပက်လက်ကြီးရတယ်။ နာခဲ့ဖြစ်သွားတဲ့ကြာဒုတိယအကြိမ်ပြန်ရောက်ခဲ့တာမရှိတော့အဲ့လာတွေအမှတ်တရတယ်ပေါ့နော်အဲတော့အများကြီးသူနဲ့နှစ်ပေါင်းများစွာတွဲခဲ့တယ်အမှတ်တရတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြီးွားတဲ့ဟာတွေလုံးလေးပြည့်တဲ့ဟာတွေကပြန်ရမရနိုင်ဘူးအင်းကြော်စင်ကတော့ တင်ညာတော့ဘာပြောတော့16နှစ်နဲ့ပြောသူက10မီတာပြည့်လို့ဖြစ်နေတော့မယ်ပေါ့နော်စိန်နှန်းတော့နေပြည်တော်မြို့အကျန်းအကျိုးဆိုင်ရှင်နာထူစီယံဝဲကြီးလာပါပြီနော်မဆလာ20ရက်နေ့မှာ24ရက်နေ့ထိနေပြည်တော်ဇရှိဆန္ဒ promotion area ရဲ့ငားရဲ့တတိုင်းကျမရောက်ချသွားမှာဖြစ်ပါတယ်အထူး promotion အနေဖြင့်စိန်နယ်များကို25ရာခိုင်နှုန်း discount နဲ့အလဲဇီရိုးဝင်ဆောင်မှုဝယ်ယူသည့်တန်ဖိုးအလိုက်မြစ်ထလက်ဆောင်များအပြင်မဟာတကျန်းအကျိုးအထူးစီစဉ်များရှိလို့ကျန်းသာချစ်သူများကိုစိန်နှန်းတော့နေပြည်တော်မြို့ဇရှိဆန္ဒဆိုင်ရှင်နာထူစီယံဝဲကြီးပဲလုံးဝလုံးမခံမဲ့လာရောက်အားပေးဖို့အတွက် ဆိတ်ခေါ်လိုက်ပါတယ်မေမင်္ဂလာပါရှင်မင်္ဂလာပါကဲဒီနေ့ချက်သေးရှိပြီရဲဟာနဲ့ကြွပြပါအောင်အော်ဒါသက်ကြီးကုသောပွဲမှာဒုတိယဝတ်စုံပေါ့နော်အကြောကံလဲဒါကိုဝတ်မယ်နောက်ပြီးတော့ပြောပြပါတယ်အကြံရင်းပြီးွားတော့ပြောပြတယောက်ကိုဟောပေါ့3မိနစ်ခွဲစီတော့ပေါ့နော်အဲ့ဒါလေးအတွက်ကိုဝတ်ထားတာပါ ်ဒါဒီနေ့ပြောရှင်းမှုလေးနည်းနည်းပြောပေးပါဦးဒါကိုယ့်ရဲ့မိကအတိုင်းမှရဒီလိုနိုင်ငံလေးဒီစုံတွေ့ခွင့်ရတယ်မတွေ့ပြတဲ့သူတွေရောပေါ့ဒီနေ့ပွဲမှာပြန်ဆောင်ကြရတယ်ဆိုတာကိုယ့်ရဲ့ပြောရှင်းမှုလေးကိုလျှော့ရှင်းနေတယ်။ဟောပြောတာပေါ့။ဘာလို့ဆိုပြောင်းရတဲ့သွားလဲဖို့ခက်တဲ့ဟာပြန်စုစည်းဖို့ရာကိုအလွယ်ဦးလေအခုကမခရလောက်ပြီးတော့ဒီလိုမျိုးပေါ့အလူရှင်နေနဲ့အဲ့လိုဘယ်လိုမှလဲအလူရှင်နေလည်းရှိတယ်တတိကုတော်ပဲတွေကိုတက်ငယ်တွေကဓာတ်ရတရားရှိတယ်အဲ့လိုမျိုးပါ ဟိုငငယ်ကလောဘကိုင်းဘက်တွေပေါ့နော်ရှစ်တင်လောကလောဘကိုင်းဘက်တွေရောအပြင်ကတငယ်ချင်းတွေရောအဲ့လိုပြန်ဆောင်ရတယ်နောက်ကလေးတွေရောဆိုတော့တက်တက်ဝင်ဝင်နဲ့ဆောင်ရတယ်ဆိုတော့ရမ်းမဲဝမ်းသာပြီးတယ် ူတွေပါတယ်အကဲနှစ်ကလည်းတကြိမ်ဒါဆို၄ကြိမ်မြောက်ရှိသွားတယ်ပေါ့နော်၄ကြိမ်မြောက်မှာတို့ကတော့ပြန်မှာ၃နှစ်ရှိသွား၃နှစ်ဆက်တိုက်ရှိသွားတယ်ပေါ့နော်60ပြည့်တဲ့ဟိုပေါ့ဒီမင်္ဂလာတောင်နဲ့ပတ်သက်တဲ့လုပ်ငန်းမှာပတ်သက်တဲ့လူတွေအကုန်လုံးကို60ပြည့်ပြန်ကတော့တယ်ဆိုတော့တို့ကဟိုက၃နှစ်ရှိသွားဆိုတော့တို့က63ဖြစ်သွားတယ်ဟိုကပေါ့လူကုန်လဲဆိုလူတစ်ယောက်ကနာမည်တစ်လုံးရဖို့ဆိုတော့ကိုစစ်တရားကောင်းဖို့ပေါ့နော်အဲ့တော့ ိုကလည်းကြိုးစားရမယ်ကိုကျင့်တရားကောင်းရမယ်ဒါပေမဲ့လို့ကမဲ့ personality ကိုလည်းစောင့်သိရမယ်ဆိုအဲ့လိုမျိုးတွေကလုံနိုင်တယ်ဆိုရှင်တော့နေရာလေးတစ်ခုရတယ်ပေါ့နော်ဒါအောင်မြင်ခြင်းမအောင်မြင်ခြင်းနဲ့အရန်ဖြစ်တဲ့ဖြစ်ခြင်းရတော့ဟိုဘယ်လိုကောင်းလဲကြွချင်မှုတွေတော့မဆိုင်ဘူးတစ်ခါလေတက်လို့ရှိရင်လည်းသူ့ရဲ့ကံအောင်မြင်မယ်ဆိုရင်အောင်မြင်တာပါပဲလေနော်သူက ိုကိုချစ်တရားကောင်းတယ်အဲ့လိုမျိုးပေါ့ office supply ကောင်းတယ်ဆိုလို့ရှိရင်တော့နေရာတစ်ခုလေးမြဲနိုင်တယ်ပုံပုံတိုင်းကလည်းကြိုးစားရမယ်မင်းသမီးကြောင့်ပြီးပြီးတက်တယ်ဆိုရင်တော့မင်းသမီးကဘလောက်ပဲသူကသူစမ်းရှိလို့တော်နေသေးကိုလုံကြိုးစားမှုမရှိဘူးဆိုလို့ရှိရင်လည်းဒီတယောက်ကအောင်မြင်မှုဆိုတာမရနိုင်ဘူးအဲ့တော့ဆိုတာအမေတို့တာကငယ်တော့ကဆိုလို့ရှိရင်တော့ပေါ့လေပေါ့ဒီဒါလည်းစာအုပ်ကလေးပေါ့ဝါရှိကတော့ဆိုလို့ရှိရင်ဘက်ကမေးတယ်ဆိုတော့တော်ပြီးတော့ ိုက်မှာပဲခက်လိုက်ရတာအခုဒါအိမ်မှာဒါလက်ရှိတာပေါ့ကွာညာရရဘဟုနေတာပရမီတာနော်အဲ့ကျွန်တော်ဇူတွေကဒီဘက်ခေရောက်မှာမဟုတ်ပဲနဲ့တွေ့တာသူ့ရဲ့ဟိုရှေ့မှာကြာရင်မင်းသမီးထွန်းမော်မျိုးတန်နာထွန်းနန္ဒလိုင်နန္ဒလိုင်မိမဟိုကအိမ်နာကျော်တဲ့လိန်နာပေါ့ဆက်စစ်လိန်ခေရဟုတ်ကဲ့ ဲ့တော့မိသားအဆင်စင်မသမီးတွေလဲငယ်ရတယ်မှလေမတို့ကပိုနဲ့ပိုအဆင်ပြေခဲ့တယ်မသမီးတွေတိုင်းလည်းအကုန်လုံးနဲ့အဆင်ပြေပါတယ်အဆင်ပြေပြဲဆိုတာအကြောင်းမျိုးမျိုးကြောင့်တော့တယောက်နဲ့တယောက်မလင်းပြတာမျိုးတွေရှိရပေါ့ဒီဘက်ကနေပြီးတော့ကိုဘက်မှာအဆင်ပြေတယ်ဆိုရင်မိကသမားလည်းခုတ်ကူးတာပဲပေါ့နော်ဟိုအနိမတန်လင်းခဲ့တဲ့မြတ်ဟာအဆင်မပြေလို့ဟိုဒီသူတို့နဲ့လမ်းခွဲခဲ့တယ်ဆိုတာတော့မရှိဘူး ကိုအစဉ်ပြင်မဲ့ဟာလေးကိုရွေးတာပေါ့အခုကျတော့အင်ဂျာကျော်စင်နောက်ဆုံးဖြစ်သွားတဲ့အချိန်မှာသူကဘာလဲဆိုတော့ဟိုကိုယ့်ရဲ့အသက်ပိုင်းခြားနည်းနည်းကြည့်တာဆိုတော့ကိုကနားကျင်တယ်ဒီမင်္ဂလာဆောင်လုပ်ငန်းဘက်ကိုပဲဟိုအေးစေးလုပ်ချင်တယ်ဆိုတဲ့ဟာပေါ့ဒါပေမဲ့ရန်တန်းရန်ခဟိုလိုအပ်တယ်ဆိုလို့ရှိရင်သူမဟုတ်ဘူးဘယ်မင်းမျိုးဆိုလဲကိုကကိုတက်တယ်တက်ကျွမ်းတဲ့ပညာဆိုတော့ကိုလုစားရတော့လိုအပ်ရင်ကူညီပေးတယ်ပေါ့ကူညီပေးတယ်ဆိုတာလည်းသူတို့လိုအပ်တယ်ကိုကိုခေါ်တယ်ကိုလည်းအခါကျင်းကိုရတယ်အဲ့လိုမျိုးပေါ့နော်တက်တော့တော့အပြန်လမ်းပေါ့နော် လေမင်းတပီရကိုနဲ့အပင်းတက်ခင်တက်ပါတယ်အားလုံးပဲကိုလင်းရဲ့ကလေးသိတော်တာကောင်းပါတယ်ကိုဝိုင်ကိုမလင်းချင်လို့ဒါအเจ้าမျိုးဝေကြောင့်ဘုဘထွက်လိုက်တဲ့ဟာမျိုးပဲရှိတာပေါ့နော်အင်းကကျော်တင်ရတော့သူတိညာတော့ဘာသူကတော့19နှစ်နဲ့ဆိုကိုယ့်အထီးလေးမိသားစုလို့ဖြစ်နေတော့မယ်ပေါ့နော်ဘယ်လိုမှတရားလေးမရှိသေးဘူးအခုချိန်ပါအခုချိန်ဒီပါ ဝဲနေကြတာအမှတ်တရတွေပြောမှဆိုလို့ရှိရင်အမှတ်တရတွေကအများကြီးပဲပေါ့နော်ဒီဟိုအလုပ်ကြည့်လို့ကြတယ်ပင်ဗန်ဆင်းရဲ့ဟိုသွားကြတယ်ဟိုနိုင်ငံတော်ကားတွေရိုက်တယ်ဆိုလို့ရှိရင်လည်းပြည်တာမျိုးပြည်တာမျိုးဟိုစီကုံွားတာမျိုးတွေအဲအဲ့လိုတော့အဲ့တော့လေးစီလုံးမျက်စိမျက်နှာပြတ်တဲ့အချိန်မှာလေရင်ကွင်းမမြင်ရတဲ့အချိန်မှာပြက်စီးလက်လိုက်တဲ့အချိန်မှာအဲ့တော့ဟိုဟာလည်းတော့စလုံးကျိုးတသားလေးကိုမြင်လိုက်တဲ့အခါမှာလေရင်ကအဲ့ရောင်မှန်းပြီးတော့လေရင်ကွင်းကိုစဉ်သက်နိုင်တယ်စဉ်သက်နိုင်တဲ့အခါမှာ ကွင်းလဲအရောက်ဒင်းစီတဲ့အကုန်ဖြစ်သွားပါ။နောက်မှဆိုရင်ပင်လယ်ထဲကိုထိုးကြမှာအဲ့လိုမျိုးလေးဆိုအမှတ်တရ။ဒီပြအမှတ်တရတွေအများဆုံးဥပမာဟိုကိုနာခဲ့ဆိုလို့ရှင်လဲနာခဲ့မှာဟိုကက်တန်ဥပပါလို့စိုက်တယ်ပေါ့နော်။အဲအဲ့ဒါဆိုလို့ရှင်ကမ္ဘာမင်းဥပပါလို့တိန်ဆိုးလင်းဆိုတော့ကိုအပြင်မှာသူတို့လက်စားအဲ့လိုမျိုးဥတင်အောင်တစ်ခဲမျိုးတွေပေါ့နော်။အဲ့လိုမျိုးရင်းနဲ့လဲအပေါင်းသင်းမိတ်ဆွေတွေအများကြီးကြုံရတယ်။ပြီးတဲ့အခါအဲ့မှာကြတော့လဲသွားတဲ့အခါဟိုမမရဲ့ပင်လယ်ကိုဖျက်ရဲဆိုမှာတက်ပလက်ကြီးရ။နာခက်ဖြစ်သွားတဲ့ကြာဒုတိယကျင်းပြရောက်ခဲ့တာရှိတော့ အလားတရာအမှတ်တရပေါ့နော်ဒါတော့အများကြီးသူနဲ့နှစ်ပေါင်းများစွာတွဲခဲ့တော့အမှတ်တရတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြီးွားတဲ့ဟာတွေလုံးလေးပြတဲ့ဟာတွေကပြန်ရမရနိုင်ပြန်မရနိုင်ဘူးအဲ့တော့ဒီရကြအဲ့မိကသမားတယောက်ကမင်းသမီးကိုပံ့ပိုးတဲ့တခန်းကဏ္ဍကြီးရှိပါလားအဲ့ခဏမှာဖြစ်တိုင်းပါဆိုရင်အာဘယ်လိုလဲစပိန်နဲ့ပတ်သက်တဲ့အဲ့ပတ်သက်ကိုခုမှမတရားလေးပြောပြမှာဟောအဲ့လိုပေါ့ဟိုဒါကမိကတ်မာရဲ့စံပေါ့နော်သူသူ့ရဲ့ဟိုတဘာဝကြကြဟိုပေါ့သူဒီပုံမှန် ဟိုကလေးမေလည်းဖြစ်တယ်တတ်တက်ရက်နဲ့လှတဲ့သူလည်းဖြစ်တယ်အရင်လွန်ကျူလည်းမပြင်ရဘူးပြည့်တက်ကကြီးသူ့ရဲ့သပင်ထုံးပုံကသူ့ရဲ့တပတ်ရှူထုံးတာလည်းနှစ်ပတ်ရှူထုံးတာလည်းဆိုပြည့်ကျမဲ့သပင်ကဘလောက်အမိထားရှိတယ်သပင်ဖားလာချရင်ဘလောက်အမိထားရှိတယ်ဆိုတော့ကိုကပစ်ကတ်မာရမယ်လည်းအဲ့လိုပန်ပိုးပေးရတာပေါ့နော်အဲ့တော့သမီးလေးသိပါလို့ဟို ကလေးကိုထမ်းပြီးတော့ဓာတ်နဲ့လိုက်တဲ့အထမ်းမျိုးစင်တပင်းသူတီးလို့တကယ်ကြမဲ့ဟာမျိုးတွေပါတယ်ဆိုလို့ရှိရင်လည်းဟိုကအဲ့လိုမျိုးတဘာဝနဲ့အမီဆက်ဆုံးပေါ့နော်ဒီတပင်းထုံထားလို့ရှိရင်ဘယ်လောက်ရှိမလဲဆိုတာဟာကိုချင်တွေ့ပြီးတော့ပံ့ပိုးပေးရတာပေါ့ဟုတ်ကဲ့ပါဗျာအဲ့ဆိုလို့ရှိရင်အပ္ပနာခုနှစ်လောက်ကဖြစ်ပြီလေပြတ်ပြီတဲ့အော်အဲ့လိုမျိုးဆိုတော့မမှတ်မိဘူးအနီမီတန်းတော့63ရှိနေပြီပေါ့ငငယ်ရပါတော့အဲ့တော့ဒါမှမဟုတ်ဘူးဘယ်လိုလဲဆိုတော့ဒီမြေကောက်ကိုရှင်တော့ အနီမတန်ပဲခေါ်တာနော်ဟုတ်တယ်အနီမတန်လည်းမခေါ်ဘူးနော်မခေါ်ဘူးပေါ့နော်သူတို့အန်တီမတန်ကလေးတွေကတော့ဖွားဖွားတန်ပေါ့ဟိုမျိုးမျိုးတို့မျိုးမျိုးတို့ခင်ငါဒါလည်းဟုတ်ကြကြတော့ဟိုမာကြီးပေါ့နော်ဆိုတော့ဟိုပေါ့အပတ်တရပေါ့အများဆုံးရခဲ့တဲ့မိကအဖြစ်ကြီးဆိုတော့ဒါလည်းဖြစ်တယ်ဘို့တိတောက်ဆောင်တန်းတန်းအော်ဝင်းနေရနောက်ဆုံး5သိန်းနဲ့လောက်ထွက်လိုက်တော့အခုနောက်ပိုင်းအဆက်အသွယ်ရှိနေတာတော့မိသားစုတို့ပဲဟို 16နှစ်ကြာရင်သူ့ရဲ့အကိုအမိုးရဲ့သမီးလေးဟိုဆွန်ကျွေးရှင်မင်္ဂလာဆွန်ကျွေးမှာသူတို့လူဝဲရဲ့သူ့အမတွေရဲ့သူ့ရဲ့အဲ့ဒီပေါ့သူတို့မိအမေရဲ့လက်ရမှာပေါ့နော်အားလိမ့်ပေးရမှာအခုဖြစ်တော့ပဲပါပဲအခုချိန်ကြီးမိသားစုဆိုင်ပြီးရရှိတော့မိသားစုဆိုတော့ပါပဲသူတို့ကပါလဲဆိုတော့ဒီ၃ဘွယ်လုံးပါအဲ့ကလေးတွေကလည်းငငယ်တည်းရဆိုတော့ကိုယ့်ရဲ့သားသမီးကိုဖြစ်တဲ့အတွက်၃ဘွယ်လုံးအန်ဒီတန်ကိုတက်ဖို့ဟိုကဖိတ်ခဲ့ပါတော့